တော့ဒါတော့မလားဘာ18ရက်နေ့နှစ်ပိုင်းအတွက်ကြာခြင်းပဲဖြစ်ပါတယ်။ကဲကျွန်တော်တို့ထိတ်စီတစ်လုံးဝင်ရစကြည့်ကြအောင်နော်ထိတ်စီတစ်လုံးအဲ့တော့ဒီမှာဆိုရင်ဒီကဒီ6539နဲ့စပြီးတော့တစ်တယ်ပေါ့နော်အဲ့လိုတစ်လို့မလို့သူဒီ ဒီလိုမျိုးအဲ38သုံးရနဲ့ပြန်တက်တယ်နော်38သုံးရနဲ့ပြန်တက်တယ်ဒီတက်မို့လို့ဒီတက်တယ်တခါဘလို့တက်လဲဆိုရင်ဒီမှာလုတ်တယ်လေဆိုရင်သူအဝိုင်းနဲ့ပြနော် ဝိုင်းနဲ့ပြန်မယ်ဆိုရင်ငါ၃ည6နဲ့ပြန်တက်တယ်နော်ငါ၃ည6နဲ့ပြန်တက်တယ်ကြည့်အရောတစ်ခါပြန်စားဒီပဲကအနည်းနဲ့ဒီ98ရေဒီက9ရေ98ကပေါင်းတော့သူဒီ8အဲ့လို8လုံးမလို့သူများတယ်၃ည2 6ဆိုပြီးတော့8တယ်နော်တညာနဲ့6နဲ့8တယ်အဲ့လို8လုံးလို့ y နဲ့လို့ပြန်ရှက်လဲဆို3 5တညာဆိုပြီးပြန်8တယ်နော်3 5တညာနဲ့ပြန်8တယ်အဲ့တော့3 5တညာနဲ့ပြန်8တယ်တခါဒီမှာဆိုရင်ဒီကောင်နဲ့အရောင်ပြောင်းမယ်ဘောနော်ဒီမှာ8 3 ရှစ်သုံးခုပေါ့နော်ရှစ်သုံးခုခေါ်မယ်ရှစ်သုံးခုနဲ့ခေါ်မယ်အဲရှစ်သုံးခုနဲ့ရှစ်မယ်ပြောတာရှစ်ရှစ်သုံးခုနဲ့ခေါ်မယ်မဟုတ်ရှစ်သုံးခုနဲ့ရှစ်တာနော်ရှစ်တာအဲ့လိုရှစ်လုံးလို့မြားနဲ့ပြန်ရှစ်မယ်ဘယ်လိုရှစ်မလဲ9303ဆိုပြီးတော့ရှစ်တယ်နော်ရှစ်လို့ဒီမှာအဝိုင်းနဲ့ပြန်ပြီးတော့ဘယ်လိုပြန်ရှစ်မလဲဆိုရင် ဒီဝိုင်းနဲ့ပုံညာခွန်တက်ဆိုပြီးတော့ပြန်ရှင်းရမယ်တက်ဆိုပြီးတော့ပြန်ရှင်းရမယ်အဲ့ဒါမှာဒီရှိရှိဒီရှိရှိဒီရှိရှိဒါဆိုရင်ကျွန်တော်ဒီမှာဆားပြီးတော့ဒီထိတ်ဆိုဆားရအောင်နော်ဒီထိတ်ဆားရဟုတ်ပြီနောက်လက်ထိတ်စီတခုထပ်ကြည့်ထိတ်စီတခုကတော့သူက ဒီမှာ93ရှစ်ပေါ့နော်93ရှစ်ဆိုတော့6ဖြစ်တယ်6ဖြစ်တယ်6ဆိုဒီလိုနှလုံးပေါင်းရင်6ဖြစ်တယ်နော်တကားဒီမှာဆိုရင်3 3ညနှစ်ပေါင်းရင်ကတော့5ဖြစ်တယ်5ဖြစ်လို့ဒီနှလုံးပေါင်းရင်5ဖြစ်တယ်နော်တကားဒီမှာ3ည5 ုံညာပေါင်းခြင်းက၅ဖြစ်တယ်၅ဖြစ်လို့ဒီမှာ၅ဖြစ်မယ်ဆိုရင်၈ထိပ်နော်၈ထိပ်၈ထိပ်ထည့်ရမယ်အာမတော့၅ဖြစ်မယ်နော်ခင်နောက်တစ်ခုထပ်ပြမယ်နောက်တစ်ခုကဒီနှလုံးပေါင်းခြင်းခွန်ပါနော်ဒီနှလုံးပေါင်းခြင်း၅နှစ်ပေါင်းခြင်းခွန်ကတော့ဒီမှာ7 3 ကျောက်ပေါင်းကြီးရတော့ခွန်ဖြစ်တယ်ပေါ့နော်ခွန်ဖြစ်တယ်တခါဒီမှာဆိုရင်သုံးတော်ညာပေါင်းရင်သုံးဟာသုံးဟာဒီမှာသုံးတော်ညာတော်ညာပေါင်းရင်သုံးတယ်နော်ပြန်သုံးတယ်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့တော်ညာကိုပေါင်းရင်9ဟာပြန်9မယ်ဆိုရင်ပြန်9မယ်ဆိုရင်ဒီမှာ6 5ရှိတယ် ချောင်းကားရှိတော့ရှစ်ထည့်မှသာလင်သူကကိုးဖြစ်မှာဘူးเนาะကိုးဖြစ်မှာတော့ရှစ်ထည့်ဆိုရှင်ရှစ်ထည့်ကအလုပ်ပုံစံနဲ့နှစ်ခုရှိရပါတော့ရှစ်ထည့်နှစ်ခုရှိအဲ့တော့ဒီကောင်ကတော့ဒုညာထည့်ကြီးပါเนาะဒုညာထည့်ကြီးဘယ်လိုမျိုးဖြစ်လဲဆိုရင်ဒီငါးတုံညာပေါင်းရင်းငါးတာဟုတ်ပါเนาะငါးတာဟုတ်သူကဒီ636နဲ့ ပြန်ငားတယ်နော်636နဲ့ငားတယ်ပြီးတော့ဒီမှာ3အပေါင်းရင်သူ8တောင်8တောင်ဒီမှာ8တုံညာရှင်းနေပြန်ရှင်းတယ်နော်အဲ့လိုမျိုးပြန်ရှင်းတယ်တခါ ီမှာတုံညာခွန်ပေါင်းရင်ဒီခွန်နာကိုသူကပြန်ခွန်ရမယ်ဆိုရင်ဒီမှာနှင်းငါးရှိနှင်းငါးဆိုတော့တုံညာထဲမှာဒါလင်သူဒီခွန်ဖြစ်မယ်ဗောနော်ခွန်ဖြစ်မယ်ကဲဟိုဒီလားဆိုရင်ကျွန်တော်တို့ကအထေကြီးလမ်းကြောင်းကအားရရှိရောနော်ထေကြီးလမ်းကြောင်းမှာတည့်ရရှိရ ုံညရယ်ပေါ့နော်ထိပ်စီလမ်းကြောင်းမှာဒီရှေ့တုံညဆိုတဲ့ထိပ်စီလမ်းကြောင်းရှိရယ်ပေါ့နော်ဒါတော့နောက်ပိတ်လမ်းကြောင်းကိုကြည့်မယ်ပြောရရင်တော့ထိပ်စီလမ်းကြောင်းမှာကအဲပို့ပြီးတော့လေးတာတာတိထိပ်လေးတာတာပေါ့နော် size လာတယ်နောက်ရှေ့ကတော့နှစ် size ရှိတယ်တုံညကတော့တစ် size ပဲရှိရယ်နော်တုံညကတော့တစ် size ပဲရှိတစ်ရှိကတော့ဘိုးအားတာတဲ့သဘောတော့ရှိတယ်ကဲဒါတော့နောက်ပိတ်တစ်ချက်ပြန်ကြည့်ကြမယ် နောက်ပိတ်ကိုကြည့်မယ်ဆိုရင်နော်နောက်ပိတ်ကြည့်မယ်ဆိုရင်ဘယ်လိုဘယ်လိုမျိုးဖြစ်လဲဆိုရင်သူကဒီရှစ်ခွန်ရှစ်သုံးခွန်နဲ့သူကရှစ်တယ်နော်ရှစ်ဖြစ်တယ်အဲ့လိုရှစ်တာဟုတ်တဲ့သူကဘယ်လိုရှစ်လဲဆိုရင်ငါးရေ၃၃ညာရှစ်တယ်ငါး၃၃ညာနဲ့ ဒီနားမှာရှစ်တယ်ဗောနော်ရှစ်တယ်ဒါဆိုရင်ねနောက်ထပ်သူကဘယ်လိုထပ်ရှစ်လဲဆိုရင်ဒီမြင်းね35ဆိုပြီးတော့ရှစ်တယ်ဗောနော်35ဆိုပြီးရှစ်တယ်ဟုတ်ပြီเนาะဒါဆိုရင်နောက်တစ်ခုမြားねအနီနဲ့သွားမယ်မြားねအနီနဲ့ဒီကောင်ဒီလဲလာရောเนาะဒီဘိတ်ဘိတ်အခုပြမယ်ဘိတ်နှလုံးကလည်းလာဆိုတော့ဒီမှာ၄၄၅ပေါင်းရင်ဟာသူဒီစပြီးတော့၃ပြီးတယ်ဗောနော် သုံးဆိုဒီဘက်မှာလည်းသုံးပြရမယ်ဒီမှာလည်းသုံးပြရမယ်เนาะအဲ့တော့ဒီမှာဒီအောင်နဲ့သုံးပြရမယ်ဒီမှာရှေ့ရယ်35ရယ်ဟာသူကသုံးဆိုတော့เนาะဒီသုံးပေါ့သုံးဖြစ်တယ်ပေါ့အပေါ်မှာဒီသုံးဖြစ်တယ်အောက်မှာဒီသုံးဖြစ်တယ်ဒါဆိုရင်ဒီမှာသုံးဖြစ်ရမယ်ဆိုတော့သုံးဘယ်လိုဖြစ်လဲဆိုတော့6ခုနဲ့သူကသုံးတယ်ပေါ့เนาะ6ခုနဲ့သုံးတယ်အဲ့ဒါကြောင့်နှလုံးနဲ့သုံးလာเนาะနာကနန်းနှလုံးနဲ့ပဲသုံးလာကဲဟုတ်ပြီဒါဆိုအပေါ်မှာစကြည့် အမမရှိမှတော့အကြောင်းပြောင်းမယ်နော်အဲ၄၄၅၄၅ပြီးတော့၆၆၃ပေါ့နော်၆၆၃ပေါင်းလောက်ပါရလဲဆို၆၆ပေါင်းလောက်နည်းနည်းနဲ့တော့လည်းမလို့၅ဆိုတော့ရအဲ့လို၅ဖြစ်လို့ဒီမှာလဲ၅ဖြစ်ရ၅ဖြစ်ရမယ်ဆိုရင်ဘယ်လိုဖြစ်လဲဆိုရင်ငါ့ကိုဘယ်လိုဖြစ်တာလဲဆိုဒီမှာ၃ရယ်နော်ဒီက၅ခွန်ရယ်ဆို၅ဖြစ်ပြီးတာနော်အဲ့ဒီ၅ဖြစ်ပြီးတာ ဒီငါဒီငါဖြစ်လို့မလို့ဒီငါဖြစ်တာဒါဆိုတော့အောက်မှာကျွန်တော်ငါဖြစ်ရတာငါဖြစ်ဖို့အတွက်ဆိုရင်ဒီမှာက၃ညရှိတယ်ဆိုတော့ကျွန်တော်တို့ငါနောက်ဝိတ်ထည့်ရမှာမဟုတ်နော်ငါနောက်ဝိတ်ထည့်ရဒါမှသာလျှင်သူဒီငါဖြစ်မယ်ဆိုတော့ဒီမှာဒီကျွန်တော်တို့တွေ့တာကငါဘိတ်ဆိုတာတွေ့နော်ဒီဟာဒီစိုက်ကလေးရတော့ပူလာရပါတော့စိုက်ကတော့၃ချက်ချုပ်တယ်ဆိုတော့ပူလာရပါတော့ကဲဟုတ်ပြီဒါဆိုနောက်တစ်ခုထပ်ပြီးတော့ကြည့်ကြ ဒီမှာကနောက်ပိတ်နောက်ထပ်တစ်လုံးပေါ့နော်အဲ့ဒါကဘယ်လိုလဲဆိုတော့တဲ့သူကခဏလေးပြန်ပြန်မိဘယ်လိုလဲဆိုရင်ဒီတော့ခုံ၅တဲ့၅တော့နော် ပုံခုံကလည်းဒီလိုငားတာဒီလိုငားတာငားလို့ရေးထားလိုက်နော်သုံးခုံကလည်းအဲ့ဒါကိုဘယ်လိုပြန်ငားလဲဆိုရင်ငားတုံညာတုံညာနဲ့ပြန်ငားတယ်နော်ငားတုံညာတုံညာနဲ့ပြန်ငားတယ်နော်ငားတုံညာတုံညာနဲ့ငားဖြစ်တယ်ဒီဘက်မှာအဲ့ဒါကိုသူက၈နဲ့၅နဲ့ ငါပဲဘောနော်ဒီရှင်းရှင်းနေရေဒီရငါရေရှင်းနေငါနဲ့ပြန်ငါရယ်ဘောနော်အဲ့ဒါဒီမှာငါရေငါရေဘောနော် sorry ငါတမျိုးဖြစ်ဒီရှင်းရေဒီနေ့ငါရေဘောနော်ရှင်းနေငါနဲ့ငါရယ်ဟုတ်ပြီလားဆိုအရောင်တမျိုးတက်ပြောင်းမယ်ဒီကောင်အညီပေါ့အညီနဲ့နောက်3 9 1နဲ့6မယ်နော်3 9 1နဲ့ ဒီလိုကိုးမယ်ဒီလို၃၅တင်းနဲ့ကိုးမယ်ကိုးလို့ရေးထားလိုက်ဒီဘက်ကစဖြစ်တယ်နော်ကိုးမယ်ဒါကိုတော့ဘယ်လိုကိုးမလဲဆိုရင်ရှစ်ငါ၆နဲ့ပြန်ကိုးတယ်ရှင်ငါ၆နဲ့ပြန်ကိုးတယ်နော်ရှင်ငါ၆နဲ့ရှင်ငါ၆နဲ့ပြန်ကိုးတယ် sorry မှာကိုးဖြစ်တယ်နော်ကိုးဖြစ်တယ်ဒါတဲ့ရင်ဘယ်လို ပြန်ကိုလေဆိုရင်များတဲ့ကိုပါဒီနှစ်တုံညာခွန်တဲ့ကိုပဲနှစ်တုံညာရဲ့ခွန်ရဲ့အဲ့တုံးလုံးနဲ့သူကပြန်ကိုလေနော်ပြန်ကိုလေကဲဟုတ်ပြီကျွန်တော်နောက်ပြန်တော့တော့ညုံချီအောင်မလဲဒီဝိုင်းနဲ့ရောင်းတော့တော့အပြာပြောင်းလိုက်ရအဲ့တော့ဒီမှာ ဒီတော့ဒီတော့ဒီတော့ ਨੇ ပြာတုံးတုံညာတုံညာ ਨੇ တုံးတယ်ဘောနော်တုံးတုံညာတုံညာ ਨੇ တုံးတယ်ဒါဆိုတော့တဲ့သူကဘယ်လိုပြန်တုံးလဲဆိုရင်တော့တုံးတုံညာတုံညာ ਨੇ ဒီလိုမျိုးတုံညာတုံတုံညာနဲ့တုံတယ်အဲ့ဒါကိုတော့ဘယ်လိုပြန်တုံလဲဆိုရင်ဒီတုံ ခွန်၃နဲ့ပြန်သုံးတယ်နော်၃ခွန်၃နဲ့ပြန်သုံးတယ်ခွန်ခွန်၃နဲ့သုံးပြီးတော့ပါသုံးပြီးတော့ကျွန်တော်တို့သုံးဖြည့်ရမယ်နော်၃ခွန်၃နဲ့သုံးနဲ့အဲ့လိုသုံးပြီးတော့ကျွန်တော်များနဲ့သုံးဖြည့်ရမယ်ဆို၃ညာ9ဒီမှာ၄ထဲမှာဒါလင်းနော်သုံးဖြည့်မယ်ဒါဒီလေသုံးချက်ချုပ်တဲ့ပိတ်ပေါ့နော်သုံးချက်ချုပ်တဲ့ပိတ် ဒါဆိုဒီကောင်းလေးကတော့နောက်ပိတ်လမ်းကျော်တာလာတယ်ဗောနော်လာတယ်ဗောနောက်တစ်ခုပြောချင်တာကဒီမှာ၄ပိတ်ဗောနော်နောက်တစ်ခုပြောချင်တာကဘာလဲဆိုတော့တော့ဒီနားမှာလုံနေတာလေးတွေရှိတယ်ဒီဒီကြောဗောနော်အပိတ်တွေကြည့်ဆိုရင်တော့9တုံညခွန်3ဒါပဲအဲ့ဒီပိတ်ဖြစ်9တုံညခွန်3ပိတ်ဖြစ်နေတယ်ဗောနော် ဆိုအဲ့ဒါကိုကျွန်တော်တို့လေးလုံးတစ်ဖြက်တစ်ဖြက်နဲ့ကြည့်ကြည့်မယ်ဆိုရင်မလို့ရှိမလဲပေါ့နော်လေးလုံးတစ်ဖြက်တစ်ဖြက်နဲ့ကြည့်မယ်ဆိုရင်ဒီမှာဆို9တုံညာခွန်9ပေါ့နော်9တုံညာခွန်9ဒီမှာဆိုရင်တုံညာခွန်9 3ဒီမှာတော့အဆုံးထည့်ပါအကဒီမှာလည်းအဆုံးထည့်ခွန်9 3တုံညာအဆုံးထည့်နော်ဒီခါကျတော့ဒီမှာကျတော့9 3တုံညာ9ခဏန်းထပ်သွားတယ် ငါးနှလုံးထက်တယ်နော်။နောက်ဒီမှာကျတော့သုံးတုံညာငါးကုံဒီမှာအဆုံးပြန်တယ်။ဆိုတော့ဒီမှာကအဆုံးထည့်မလား။ဒါမှမဟုတ်ကနန်းပြန်ထက်မလား။ထက်မယ်ဆိုရင်ကျွန်တော်တို့ငါးငါးထက်ငါးထက်လို့ရတယ်နော်။အခုနကျွန်တော်တို့ငါးနောက်ဘိတ်တွေ့ကြခါကြတော့ငါးထပ်လို့ရတယ်တကယ်လို့အဆုံးထည့်မယ်ဆိုရင်တော့အဆုံးကနှစ်ချက်ဖြစ်သွားပြီနော်နှစ်ချက်ဖြစ်သွားပြီဆိုလို့လဲဆို ီမှာခွန်ရယ်9ရယ်3ရယ်3ရယ်4ချက်4ချက်ကြည့်နေနော်အဲ့မှာတစုံထည့်ပြီးသွားအဲ့မှာတစုံထည့်ပြီးသွားတဲ့အခါကျတော့ဒီမှာ3ရယ်3ရယ်9ရယ်ခွန်နှစုံထည့်ပါနော်ဒီမှာကလည်းထပ်ဖို့တော့ပို့ပြီးတော့လာလာရှိနော်အလားလာရှိတော့ဒီ3ရယ်9ခွန်ဆိုတော့ကလည်းနောက်ပိတ်ဒီပို့ပြီးသွားပြီဆိုကျွန်တော်က9နောက်ပိတ်ရလာတဲ့အခါကျတော့9နောက်ပိတ်ကပို့ပြီးကောင်းတယ်ဗောနော် ဒီနောက်မှာဖြစ်နေတာကိုပြတာเนาะကဲဟုတ်ပြီဒါဆိုရင်ရလာတာတွေကကျွန်တော်တို့ဘာတွေရလဲဆိုရင်ကျွန်တော်ဒီ၈၃ရဟုတ်ရတယ်ပေါ့နောက်ကြတော့၄၅ပိတ်ရှိเนาะ၄၅ပိတ်ရှိတကယ်တမ်းဆိုရင်တော့အာ၃ခွန်၃ရအပိတ်ပါမှန်ထင်ထဲလို့ရပါเนาะတော်တော်လည်းမထဲပါဘူးအဲကျွန်တော်တို့ရထားတဲ့၅နောက်ပိတ်ကူပဲ အဲငါကနန်းထပ်မယ်လို့ယူဆပြီးတော့တင်တင်ထိုးမယ်ပေါ့နော်တင်ထိုးမယ်ဟောကနန်းတွဲမယ်ဆိုရင်တင်လေးတင်ငါရှိမယ်နော်တင်လေးတင်ငါရှိမယ်တင်ငါရှိမယ်နော်တင်လေးတင်ငါရှိမယ်ရှင်လေးရှင်ငါရှိမယ်ရှင်လေးရှင်ငါရှိပြီးတော့၃ညာလေး၃ညာငါရှိဟုတ်တယ်နော်၃ညာလေး၃ညာငါ ဒါဆိုတော့အဓိကတော့ကျွန်တော်အဲနောက်ဘက်ကိုထောက်အောင်လဲဆိုယူစားတဲ့၅နောက်ဘက်နဲ့အားလေးပိုတင်ထိုးပေါ့နော်အလုံးဝင်တင်ငါရှင်ငါ305ပိုတင်ထိုးပေါ့နော်အော်300ဘုံထွက်ထားတဲ့အတွက်ကြောင့်လေကျွန်တော်305ဆိုပြီးတော့လေလိုက်ထွက်ချင်လဲထွက်နိုင်တယ်ပေါ့နော်နောက်တစ်ခုကတော့ဒီဘက်ချမ်းပါဆိုရင်ကျွန်တော်နှစ် break နှစ် break အဲ၈လေးဆိုတဲ့ဘက်တော့ပါနှစ် break နဲ့ပတ်သက်လို့ရှင်လေးတစ်ခွက်ပါနော် အဲ့ဒီမှာဒုညာငါလည်းခြိုက်တယ်။နောက်တင်ငါနော်တင်ငါရှင်ငါအဲ့ဒုံခွအဲ့လေးခွကတော့ဘူတင်ထိုးအဲ့နောက်ဘိတ်တွေဆွဲခြင်းလည်းဆိုရင်တော့လေးဘိတ်ငါဘိတ်ကတော့ဘူကောင်းတယ်။ထိတ်စီလမ်းကြောင်းမှာဆိုရင်တစ်ထိတ်ကတော့ဘူအားကောင်းတယ်။အဲ့တော့ထိတ်ဘိတ်ဆွဲခြင်းနဲ့သူကတော့ဘာဆွဲလို့ရလဲဆိုဘာဆွဲတင်လဲဆိုရင်တော့ထိတ်မှကြတော့ ထိတ်မှညာတော့ကျွန်တော်တစ်ထိတ်ကိုပို့တော့ကြတယ်ဘာလို့တစ်ထိတ်တော့ကြတယ်အပိတ်မှကြတော့ကျွန်တော်ဆွဲရင်တော့ငါးပိတ်နဲ့ကျွန်တော်လေးပိတ်နဲ့ဆွဲလို့ရတယ်ဘာလို့ငါးပိတ်လေးပိတ်ဆွဲလို့ရပါတယ်ခင်ဗျားတို့ဒါတော့နှစ်ဖန်နှစ်ဖိုင်းတွေဖြစ်ပါတယ်အားလုံးကံကောင်းကြပါစေ